ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မတ်လ6ရက်နေ့အတွက်ခုံနှံတုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းပြည်နယ်တောင်ပိုင်းမှာဝုတ်ဥဈေးကောင်းပြန်လဲရရှိပေမဲ့ ကေဂျီတောင်းခံမှုများလွန်းလာကြောင်းဝဥကုံတဲ့ဝဥဆိုင်တောင်းသူတွေအခက်ကြုံတွေ့နေရတဲ့သတင်းထန်တလန်မြို့ရဲ့69ရာခိုင်နှုန်းမှာအုတ်ချုပ်ရေးရန်နရားတွေလဲပတ်နေတယ်လို့ CDF ထန်တလန်ပြောတဲ့သတင်းနဲ့အသက်မပြည့်သူနဲ့ဈာမရေးမကောင်းသူတွေကိုစစ်စစ်ပြန်လွှတ်မယ်လို့ CDF တိုက်ပြောစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အခုအဦးဆုံးတင်ဆက်ပေးမယ့်တဲ့င်းကတော့ ချင်းတဲ့နယ်တောင်ပိုင်းမင်းတပ်မြုံနယ်မှာဝဥစည်းကောင်းပြန်လဲရပေမဲ့လန်ခီးမှာကိတ်ချီအခွန်ဆောင်ရမှုများပြားနေတာကြောင့်ဝဥကုံတဲ့နယ်ဝဥစိုက်တောင်သူတွေအခက်ကြုံတွေ့နေကြရတယ်လို့သိရပါတယ်မင်းတမျိုးကဝူဥစိုက်တောင်းသူတို့ကဂေဂျေကကောက်တာများတယ်ဟိုထုတ်ခံစားဒီထုတ်ခံစားနဲ့ဒုက္ခရောက်တဲ့သူကရောက်တယ်ဘလောက်တင်မဲ့ဆိုပြီးတော့လက်ဖက်ရည်ဖိုးပန်းရပေးပြီးတော့ကြောထားတဲ့သူတွေဆိုရင်တော့အဆင်ပြေတယ် ဒီတိုင်းပါမှအချို့မပြောထားဘဲနဲ့ဒီတိုင်းတင်ဖို့တဲ့သူကခစ်ခဲတာပေါ့အခုဝဝကအဆိုမရှိတော့ဘူးအားလုံးကအချောက်ခံနေကြပြီလို့ပြောပါတယ်လက်ရှိဝဥအစိုးတပိတ်တာမှာကြက်ငွေ1200ခန့်ရှိပြီးအရေးအသွေးကောင်းမွန်တဲ့ဝဥအချောက်တပိတ်တာမှာကြက်ငွေ15000အထိဈေးမြင့်တက်လာတယ်လို့သိရပါတယ်။ဝဥကုန်သည်တွေဟာကျေးရွာများအထိကိုတိုင်လာရောက်ဝယ်နေကြတဲ့အတွက်ဝဥဈေးပြန်လဲရချင်းဖြစ်တယ်လို့သိရပါတယ်။ မင်းတမြုံနယ်မှာဝဥဈေးကောင်ရလာပြီဖြစ်ပေမဲ့ကုံစင်းနှုံးအစမတန်မြင့်တက်နေခြင်းကြောင့်စားဝတ်နေရအခက်ခဲတွေဆက်လက်ကြုံတွေ့နေရကြောင်းမင်းတမြုံကစပေးရှောင်ကိုငေပေးနေသူတူအကပြောပါရီကုံစင်းနှုံးမြင့်မှာမှုပေါအခုကစံတတင်းဆိုရင်2000ခွဲဒါကတဲယူပို့ဆောင်ခံမပါသေးဘူး အိမ်အရောက်ဆိုရင်16ပြည့်8ကိုတသိန်းဝန်းကျင်ရှိတယ်။စံစီစားအကုန်လုံးက3ဆလောက်ဈေးတက်တောင်အရင်တော့ကတော့ဝဥ6တပိတ်တာနဲ့စံတတိနဲ့ကဈေးတူနေတယ်။အခုကဝဥ60ပိတ်တာမှစံတတိနဲ့သွားတူနေနေတာ။ တောင်ပေါ်ဒေသမှာစိုက်ပျိုးတဲ့ဝက်ဥဈေးရရင်လဲကျွန်တော်တို့ကဖြတ်ခံရတဲ့ဒီဝက်ဥတွေကိုရောင်းတဲ့အခါမှာမန္တလေးမှာပေါက်တဲ့ဈေးလောက်မပေးနိုင်ကြဘူးအရင်ကဝက်ဥအခွန်က0ဖြစ်တာကိုမန္တလေးမှာပေါက်တဲ့အတိုင်းမင်းတက်မှာလဲရတယ်ဂိတ်တွေအများများတယ်ဂိတ်တွေဒိုင်းကိုလဲပေးရတော့ဝက်ဥကိုဝယ်တဲ့အချိန်မှာဈေးတွေကောင်းကောင်းမပေးနိုင်ကြဘူးလို့ပြောပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမင်းတမြုံနယ်မှာဝက်ဥဈေးနှုန်းဟာအစုတပိတ်သား600ကျပ်နဲ့အချောက်တပိတ်သား9000ကျပ်အထိဈေးကျဆင်းခဲ့ရတာပါ ချင်းစင်နဲ့တောင်ပိုင်းမှာဒေသခံတောင်သူတွေဟာစက်နေဆက်ဝါနဲ့ဝအုပ်ဆိုင်ပြူချင်းတွေအထူးကလောက်ကင်ကြပြီးတော့ဒေသခံအများစုကလည်းဝအုပ်တွေတူဖို့ချင်းနေလန်းချင်းစတဲ့နေစားအလုပ်တွေကိုလောက်ကဝင်ဝေရှာဖွေရုံးကနေကြရတယ်လို့သိရပါတယ် မင်းတပ်မတူပီကံပလဲနဲ့ပလောကမြို့နယ်တုံမောင်ဝဥဆိုင်ပြုံမှုအားကောင်းပြီးဝဥဆိုင်ပြုံမှုကိုအတိကစီးပွားရေးအဖြစ်လောက်ကိုင်းဆိုင်ပြုံချပြီးတော့မကွေးတိုင်းစောနဲ့ကြောက်ထုမြို့တို့ကနေတဆင့်ပခုတ်ကိုမန္တလေးရန်ကုန်တို့မှာတင်ဖို့ရောင်းချကြတယ်လို့သိရပါတယ်ရှင် ဆက်လက်တန်ဆက်ပေးမှာကတော့ချင်းတင်တဲ့ထန်းလန်မြုပ်ကိုအပိသက်သိမ်းပိုင်နိုင်ခြင်းမရှိသေးပေမဲ့မြုပ်နယ်ရဲ့99ရာခိုင်နှုန်းမှာပြည်သူအုပ်ချုပ်ရေးရန်ရာကောင်းမှုစွာလဲပတ်နေတယ်လို့ CDF ထန်းလန်ရဲ့အထွေထွေအတွင်းမှုစလိုက်ကမ်ဘက်လန်ကပြောပါရီရှမနေ့မလ9ရက်နေ့မှာ Global ထန်းလန် Relief Organization GTRO ကနေကျင်းပပြုလုပ်တဲ့ထန်တလန်အတွက်အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ CDF ထန်တလန်အထွေထွေအတင်းရင်းမှုကအခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ် လက်ရှိမှာကျွန်တော်တို့စစ်ကိုမနိုင်ရသေးပေမဲ့အနိုင်ရတာတစ်ခုရှိပါတယ်ဒါကတော့ထန်တလန်မြို့နယ်ရဲ့96ရာခိုင်နှုန်းမှာကျွန်တော်တို့အုပ်ချုပ်ရေးလဲပတ်နေတာပါပြည်ညာရေးပိုင်းကြည့်မယ်ဆိုရင် grade 12အထိကိုကောင်းကောင်းဖွင့်နေနိုင်တယ်နောက်ကျမကြီးဆိုရင်လည်းတစ်နှစ်အတွင်းမှာလူနာပေါင်း18000နီးပါးကိုဆေးရုံဈေးကမှကျမကြီးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်နောက်တရားရေးမှာဆိုလို့ရှိရင်ကောင်စီအနေနဲ့ civil case ပေါင်း24ခုစီရင်ပေးနိုင်ခဲ့တယ်လို့ slide comeback လင်းကပြောပါရီ 2024ခုနှစ်နှစ်လယ်ပိုင်းကစပြီးထန်တလာမြို့သိမ်းစစ်စင်ရေးအဖြစ် Tilim Operation for စစ်စင်ရေးကို CDF ထန်တလာအပါဝင်ချင်းပြည်အစိုးရပူးပေါင်းတပ်ကဖော်ဆောင်ခဲ့ရာထန်တလာမြို့ပေါ်ကစစ်ကောင်စီအထိုင်ချစခန်းခလာရ269အပါဝင်စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်ထားခဲ့ပြီးဖြစ်ပေမဲ့မြို့ကိုတော့ယခုချိန်ထိအပိသက်သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။ CDF ထန်တလန်ဟာတက်ရင်ပေါင်း6ခုနဲ့ဖွဲ့စည်းထားပြီးထန်တလန်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ရေးအတွက်2025ခုနှစ်မှာစစ်ပြုဟာပြန်လည်စစ်စစ်ပြင်ဆင်ခြင်းတက်အင်အားပြန်လည်စုစည်းခြင်းတွေဆောင်ရွက်သွားမယ်လို့ CDF ထန်တလန်အတွင်ရင်မှုကပြောပါတယ်။ စီဒီအက်ထန်ဒလန်ဟာချစ်လန်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီးထန်ဒလန်ဒေသအတွင်းတိုက်ပွဲတွေအပြင်တိုင်ငင်းခိုင်ကမ်းတန်းဆောင်ချခမတူပီနဲ့မြေပြန့်ဒေသကလေးကန်ကောစားတဲ့စစ်စင်ရေးတွေမှာအခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပါဝင်တိုက်ခိုက်ဆင်နွှဲခဲ့ကြတယ်လို့လည်းသိရပါတယ်2024ခုနှစ်အတွင်းမှာရပ်ပေါင်း290ကြောကြာတိုက်ပွဲဆင်နွှဲခဲ့ရပြီးတော့အဲ့ဒီတိုက်ပွဲတွေအတွင်းမှာရဲဘော်20ခန့်ကြာဆုံးခဲ့ရတယ်လို့ CDF ထန်ဒလန်အတွင်းမှကပြောပါရီ။ ကျွန်တော်တို့ CDF ထန်တလန်အနေနဲ့2024ကိုကြည့်မယ်ဆိုရင်တနှစ်ပတ်လုံးလေးပါစစ်တိုက်တိုက်ပွဲဝင်တယ်လို့ပြောလို့ရပါတယ်။တနှစ်မှာရက်ပေါင်း365ရှိတဲ့အထင်းမှာကျွန်တော်တို့က91ရက်သားတိုက်ပွဲမဖြစ်ပဲနားခဲ့ရတာပေါ့။ကျွန်တော်တို့ထန်တလန်မြုပ်သိမ်းတိုက်ပွဲ Tilim Operation Force ဆိုရင်လည်းရက်ပေါင်း158ကြာဖြစ်ပွားပြီးတော့အချိန်မဆုံးစစ်စင်ရေပေါ့။ဒီလိုစစ်စင်ရေတွေမှာတိုက်ပွဲဝင်တဲ့ကျွန်တော်တို့ရဲဘော28ကိုကြာဆုံးခဲ့ရပါတယ်။အသက်ဆုံးရှုံးရုံမကပဲနဲ့အလောင်းပင်မကောက်နိုင်တာ9လောင်းရှိပါတယ်။ နောက်ကိုလည်းအိမ်က ဆုံးရှုံးသူ၉ယောက်ရှိပါတယ်။တန်ရာရတာက125ဝန်းကျင်ရှိတယ်။ဒါဟာတစ်နှစ်အတွင်းကျွန်တော်တို့ပေးဆက်ရတာပါလို့ CDF Trendland အတွင်းရေမှူးကပြောပါတယ်။စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရေးကာလ၄နှစ်ကျော်အတွင်းမှာရဲဘော်69ဦးကြာဆုံးခဲ့ရပြီးရုပ်အလောင်းပြတ်မရတဲ့ရဲဘော်9ဦးကျင်းထန်တန်ရာရရဲဘော်302ဦးနဲ့ကိုလက်အိမ်ကဆုံးရှုံးရသူအယောက်20ဝန်းကျင်ရှိတယ်လို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်တည်င်းကတော့ချင်းမီနယ်ပလောဝမြို့နယ်ဒိုက်ဒေတာရှိကျေးရွာတွေမှာတက်သားအစ်စုဆောင်ခဲ့ပြီးအစ်မပြည့်စုံတဲ့ဈာမကြီးမကောင်းတဲ့သူတွေကိုစစ်စစ်ကပြန်လည်လွှတ်ပေးမယ်လို့ဒိုင်းဒေတန်ဒရကောင်စီ GRC ပြောရေးဆိုခွင့်ရှိသူ IBEX ကပြောပါရယ်ပလောဝမြုံနယ်တိုင်းဒေသကကျေးရွာတွေမှာစစ်တင်တန်းတက်ရောက်ဖို့စုဆောင်ရာအစ်စ်မပြည့်သေးတဲ့ကလေးငယ်တွေပါဝင်နေတယ်လို့သတင်းတွေထုတ်ပေါ်လာမှုကို DRC ပြောရေးဆိုခွင့်ရှိသူကိုမေးမြန်းရ အခုလိုဖြေကြားခဲ့ခြင်းဖြစ်ပါတယ်စစ်အာဏာရှင်အမျက်ပြပြုတ်ကြရေးတိုက်ပွဲမှာတော်လိုင်းရဲ့အတွက်လိုအပ်တဲ့တပ်သားတစ်တွေကိုစုဆောင်းတာဖြစ်ပါရယ်တပ်သားတစ်တွေထဲမှာအစ်စ်မပြည့်တဲ့သူပါမပါ၊ဇမရေးမကောင်းတဲ့သူပါမပါဆိုတာကိုပြန်ပြီးစစ်ဆေးတာတွေပြုတ်လုံနေပါရယ်အရင်ကလည်းအင်ပြန်ပို့ပါရယ်အခုလည်းအစ်စ်မပြည့်သူတွေနဲ့ဇမရေးမကောင်းတဲ့သူတွေကိုပြန်လွှတ်မှာပါလို့ DRC ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် CDF တိုင်းရဲ့တပ်သားတစ်စူဆောင်မှုတွေကိုဒေသနယ်မြေချင်းရအစဉ်စဉ်ရှိအုပ်ချုပ်ရေးအဖွဲ့တွေကဥဆောင်ကလှုပ်ဆောင်ခြင်းဖြစ်ပြီးတပ်သားတစ်စူဆောင်မှုတွေကိုလက်နက်ကင်ချင်းချောက်ပြီးလှုပ်ဆောင်ခြင်းမရှိဘူးလို့ DRC ကဆိုပါရီအုပ်ချုပ်ရေးအဖွဲ့ကတပ်သားတစ်စူဆောင်မှုမှာတပ်ထဲဝင်ခြင်းနဲ့ရဲဘော်အများအပြားကိုလက်ခံရရှိထားပြီးတော်လှန်ရေးအတွက်လိုအပ်တဲ့တပ်သားတစ်စူဆောင်မှုတွေကိုဆက်လက်လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါရီ ပလောဝမြုံနယ်လေးမြုံချောင်းကခြေရွာတွေဖြစ်တဲ့အလဲတိန်ရှေတောင် မောဆုံကြီးမောင်ရွာဝင်းချောင်းအောက်မောဆုံလုံပန်းကောက်စီနဲ့မောဆုံရှိရွာတွေကဒေသခံအယောက်90ထက်မနည်းကို CDF တိုင်းကတပ်သားတစ်စုဆောင်ရာအသက်14နှစ်အရွယ်အပါဝင်18နှစ်အောက်နဲ့မိန်းကလေးတွေအများအပြားပါဝင်တယ်လို့ပလောဝအခြေဆိုင်ဂီမိုချင်းသတင်းဌာနကရေးသားထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံထုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်